မင်္ဂလာပါရှင်လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေကြိုဆိုပါရစေ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့ တင်ဆက်မှုအစီအစဉ်ဖြစ်ပါရဲ့ရှင်ဒီကနေ့တင်ဆက်ပေးခြင်းတာကတော့ရန်နိုင်ရေးသားထားတဲ့စစ်အုပ်စုလောင်းရဲ့အောက်မှာဆန်အားကြီးလာသည့်နတ်ဆိုးဧကရီမင်းကျင်ကျင်ဆိုတဲ့ဆောင်းပါးဖြစ်ပါရဲ့ရှင်ဒီဆောင်းပါးကိုဘာကြောင့်တင်ပြရတယ်လဲဆိုရင်ကြားပြန့်ကောင်းဆောင်တွေ့တဲ့ကအမျိုးသမီးတယောက် စစ်အုပ်စုရဲ့လုတ်ပိုင်ခွင့်ပေးထားတာတွေလက်နက်နဲ့ငွေကြေးတွေကြောင့်လူမဆန်တဲ့လုပ်ရက်တွေလုပ်လိုက်တဲ့အတွက်တရုတ်ကတေတံချမှတ်ခံလိုက်ရတဲ့အမျိုးသမီးတယောက်အကြောင်းကိုဖြစ်ပါရဲ့ရှင်။ဆောင်းမရဲ့ပထမအုပ်ဆုံးအဖွင့်စာမျက်နှာမှာသူမဟာနိုင်ငံခြားကနေရရှိခဲ့တဲ့ဤပညာအသည့်အမြင်ကိုအသုံးချခဲ့တဲ့အရင်အမြင့်တကူအရာသူမဟာစင်ကာပူတက္ကသိုလ်မှာတွေ့ဆုံခဲ့တဲ့ကွန်ပျူတာ သိပ္ပံကျောင်းသားဟာ ဟက်ကာတအုပ်နဲ့ပူပေါင်းကတကြိမ်တည်းဖြင့်လူသသောင်းကျော်ရဲ့အချက်လက်တွေကိုထိန်းချုပ်နိုင်တဲ့လှေဝက်စာနဲ့ဆက်သွယ်တဲ့စနစ်ကိုတိဆောက်စေခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်။ကျမကတော့ဇာတိစိတ်မှာမြန်မာနိုင်ငံမြောက်ပိုင်းကိုကန့်ဒေတာက နာမည်ဆိုနဲ့ကြော်ကြတဲ့နေမီတာစုရာဇဝေခိုင်းရဲ့အဓိကခေါင်းဆောင်တူဖြစ်သူမင်းကျင်ကျင်ကို2025ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာတရုတ်နိုင်ငံဝမ်ဂျိုမြို့ကတည်တံချမှတ်ခဲ့ပါတယ်။သူမဟာလိန်လဲမှုရည်ရွယ်ချက်ရှိရှိလူသက်မှုနဲ့တခြားပြစ်မှု14မျိုးနဲ့စီရင်ခံရတာပဲဖြစ်ပါတယ်။မင်းကျင်ကျင်ရဲ့ဘဝစကြောင်းကိုစီစစ်ကြည့်မယ်ဆိုရင် တကယ့်ကိုထက်မြက်ပြီးစမ်းဆောင်ရင်မြင့်မားသူတူဖြစ်ကြောင်းတွေ့ရမှာဖြစ်ပေမဲ့သူမရဲ့ထက်မြက်တဲ့အကြီးအကျင်းတွေအားလုံးကိုကြားဖြတ်ရာဇဝေကိုင်းတွေအတွက်သာအသုံးပြုသွားနိုင်ခဲ့ပါတယ်။ကြားဖြတ်ရာဇဝေကိုင်းကိုလွယ်လွယ်ကူကူလောက်ကင်ဝင်ပေးခဲ့တဲ့မြန်မာစစ်အာဏာရှင်တို့ရဲ့ပယောကမကိမှုကြောင့်ရာဇဝေသားဘဝနဲ့အဆုံးသတ်ခဲ့ရတယ်။ကြားဖြတ်ရာဇဝေကိုင်းတွေကိုခွင့်ပြုပေးထားတဲ့နိုင်ငံရေးပတ်ဝန်းကျင်ကြောင့်ရက်ဆက်ကြမ်းကြုတ်တဲ့ ရာဇဝတ်ဧကရီတရအဖြစ်ကိုပြောင်းလဲခဲ့ရပါတယ်။မင်းကျင်ကျင်ကို1996ခုနှစ်ဇူလိုင်လ1ရက်နေ့မှာမွေးဖွားခဲ့ပြီးသူမရဲ့အသက်မှာအခု2025ခုနှစ်မှာ29နှစ်ခန့်သာရှိပါသေးတယ်။သူမဟာမေမီတာစုရဲ့ခေါင်းဆောင်ဟောင်းမင်းရွှေချမ်းရဲ့မိမဖြစ်ပါတယ်။သူမကိုမြမပါသားတဲ့တီတီမောင်လို့လည်းခေါ်ဝေါ်ကြတယ်။သူမဟာဇာတိမြေကိုကံကဖြစ်ပေမဲ့ တရုတ်နိုင်ငံသားစီစီကပ်ပြားနဲ့ယူနန်ပြည်နယ်ရှိအိမ်နောင်စုစည်ရင်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။သူမရဲ့ရာဇဝဲကောင်ပုံရိပ်နဲ့စံကျင်ပဲဖြစ်စွာမင်းကျင်ကျင်ဟာမြန်မာရဲ့ပညာရေးနောက်ခံရှိသူတူဖြစ်တယ်။သူမဟာစင်ကာပူရှိနာမည်ကြီး တက္ကသိုလ်တစ်ခုမှာဘန်ဒါရေးဘာသာရပ်ကိုဖခင်ဖြစ်သူမင်းကောအန်မတော်တဆမှုနဲ့မဆုံးခင်အထိတည်ယူခဲ့သူဖြစ်တယ်။အဲ့ဒီပညာရေးနောက်ခံကြောင့်ပဲသူမဟာ နာဇဝဲလုပ်ငန်းတွေကို ပုံမှုစနစ်တကျနဲ့ထိရောက်စွာ စီမံခန့်ခွဲနိုင်မှုဖြစ်လာပါတယ်။လူမှုကွန်ရက်ပေါ်မှာ သူမရဲ့ပုံရိပ်မှာစစ်စရာကောက်ပြီးရင်ကျေးတည်မွေတယ်။သူမဟာမိမိကိုယ်ကိုနိုင်ငံရဲ့ခြားကပြန်လာတဲ့ချမ်းသာတဲ့တရုတ်လူမျိုးတူအဖြစ်ဟန်ဆောင်ကဇိမ်ခံပစ္စည်းတွေဇိမ်ခံကားတွေနဲ့ငါးဝဲဆိုင်ဟိုတယ်တွေမှာ နေထိုင်တဲ့ခန္ဓာထဲဝါတဲ့ဘဝပုံစံကိုမကြာခဏဖော်ပြလေးရှိတယ်။ အဲ့လိုအပြင်းမှန်ပုံရိပ်တွေဟာသူမရဲ့ရာဇဝဲလုပ်ငန်းတွေကိုကြီးကြီးမားမားဖုံးကွယ်ပေးနိုင်ပါတယ်။သူမဟာ2022ခုနှစ်မှာရာဇဝဲဂိုင်းရဲ့အာဏာကိုစတင်ကင်ဆယ်ခဲ့ရတယ်။သူမရဲ့ဖခင်ဖြစ်သူမင်ကောအန်းဟာ ကိုကန့်ရဲတပ်ဖွဲ့27တပ်ရင်းရဲ့တပ်မှုဟောင်းနဲ့ကြားပြစခန်းတွေကိုတီထောင်ခဲ့သူဖြစ်ပြီးမြင်းမော်ကပြုတ်ကြပြီးကိုတပိုင်းတေယောဂါနဲ့ဖြစ်သွားတဲ့အခါ နိုင်ငံခြားမှာပညာသင်ယူနေတဲ့မင်းချင်းချင်းကို မိသားစုလုပ်ငန်းတွေဦးစီးဖို့ကိုကန့်ကိုအရေးပေါ်ပြန်ခေါ်ခဲ့ရတယ်။သူမရဲ့ထက်မြက်တဲ့စွမ်းရည်ကိုမိသားစုကအလေးထားတဲ့အတွေ့ဖြစ်ပါတယ်။ကြားဖြတ်လုပ်ငန်းမှာမင်းချင်းချင်းဟာရိုးရိုးရာဇဝတ်ခိုင်းကောင်းဆောင်တူမဟုတ်ဘဲသူမရဲ့ဗန်ဒါရီနဲ့ဤပညာဆိုင်ရာ အသိပညာတွေကို အသုံးပြုပြီးကြားဖြတ်လုပ်ငန်းကိုစက်မှုလုပ်ငန်းအသွင်ကိုအစဉ်မြင့်တင်ခဲ့သူဖြစ်တဲ့ တရုတ်မီဒီယာတွေကသူမကိုမိမဆိုးနှဆိုးလို့ပဲတင်စားခဲ့ပူပါတယ်။သူမဟာနာမည်ဆိုးတဲ့ကြော်ကြတဲ့ကြားပြတ်ငရေကန်ခြံတဲကွန်ယုံနဲ့ဒုံဟူစံကြံအစကန်းအပါဝေ လုပ်ငန်းခွင်6ခုအထိကို ကိုယ်တိုင်ဦးစီးခဲ့တယ်။အဲ့ဒီလုပ်ငန်းခွင်တွေကရရှိလာတဲ့ငှာရန်ကဟာတနစ်ကိုရွမ်းတန်း30ဒေါ်လာ1တသမ8တန်းထက်ကျော်လွန်ခဲ့ပြီးသူမဖခင်လက်ထက်စီမံခန့်ခွဲမှုကရရှိခဲ့တဲ့ ဝင်ငွေပမာဏထက်တောင်နှစ်ဆခန့်ပိုပိုများပြားလာပါတယ်။သူမဟာနိုင်ငံသားကနေရရှိခဲ့တဲ့ဤပညာအသည့်အမြင်ကိုအတုံးချခဲ့တယ်။အရင်အမြင်တခုအရာသူမဟာစင်ကာပူတက္ကသိုလ်မှာတွေ့ဆုံခဲ့တဲ့ကွန်ပျူတာသိပ္ပံကျောင်းသားဟာဟက်ကာတုံးနဲ့ပူပေါင်းကတစ်ကြိမ်နဲ့လူတထောင်ကျော်ရဲ့အချက်လက်တွေကိုထိန်းချုပ်နိုင်တဲ့လှေဝက်စာနဲ့ဆက်သွယ်တဲ့စနစ်ကိုတိဆောက်စေခဲ့တယ်။အဲ့ဒီစနစ်နဲ့ရာဇဝယ်သားတွေဟာ တားကောင်းလေးရဲ့စိတ်နေသဘောထားကိုတိကျစွာခွဲခြမ်းစိတ်ဖြာပြီးရက်ဆက်တဲ့လိန်လယ်မှုတွေကိုစနစ်တကျပြုလုပ်နိုင်ခဲ့တယ်။သူမရဲ့တခြားရီစာဟောင်းတူမလေးရှားတရုတ်နယ်ပွားကုံသွဲမှုနောက်ခံရှိသူကိုအတုံးပြုတ်ပြီးကြားဖြန့်ကရရှိရငွေကြီးအများများကိုခင့်မိပြီးလှည့်ဝဲတဲ့ငွေကြီးခဝါချမှုကိုရဲမှာ အောင်မြင်စွာရောနှောဖျောက်ဖျက်နိုင်ခဲ့တယ်။အဲ့လိုနဲ့သူမဟာကြားဖြန့်လုပ်ငန်းကိုရိုးရရာဇဝဲလုပ်ငန်းက ခေမီနေပြည်ညာမြေရာဇဝေးဘန်ဒါရေးစနစ်အပြည့်ပြောင်းလဲနိုင်ခဲ့တဲ့မင်းကျင်ကျင်ရဲ့စီမံခန့်ခွဲမှုဟာကြီးမားတဲ့ဝင်ငွေကိုဖန်တီးနိုင်ပေမဲ့သူမရဲ့လုပ်ငန်းခွင်တွေဟာလူငယ်ရဲလို့စုံနိုင်လောက်အောင်ရက်ဆက်ကြံကြုတ်ခဲ့တယ်။သူမရဲ့ထင်းချုံမှုအောင်မှာ ဖန်စီချုံနောင်ခင်ရသူတွေကိုစီဝါရေးလုပ်ငန်းရှင်တွေအဖြစ်မမြင်ပဲငွေရှာတဲ့ကိရိယာတွေသာဖြစ်တယ်လို့သဘောထားခဲ့ပါဗါး။ဖန်စီခင်ရသူတွေကိုပိုက်လုံးနေတဲ့တတိမေးတဲ့အထီးရိုင်းနေတာ ရေးနဲ့နှိပ်ဆက်တာလူမျိုးကိုကြိုးပမ်းရင်တက်နက်နဲ့ပြစ်တတ်တာတွေကိုပြုလုပ်ခဲ့တယ်။သူမဟာဝမ်ဟိုစံကြွအမည်ရှိလုပ်ငန်းခွင်မှာချင်းသေးကြားနဲ့ဝတ်ဝင်လူမျိုးလှောင်အိမ်တွေကတရိษံရိုင်းတွေကိုတောင်းပြစ်ဒဏ်ပေးတာနဲ့ချင်းချောက်တာတွေအတွက်အသုံးပြုခဲ့တယ်။အထက်ကပြောခဲ့သလိုမင်းချင်းချင်းရဲ့ရက်ဆက်မှုနီလန်းတွေဟာနှိပ်ဆက်ခံရသူတွေကပြောတာမဟုတ်သူမကို စစ်စေးတဲ့တရုတ်ထောက်လန်းရဲ့အစီရင်ခံစာက ဖော်ပြခဲ့တာဖြစ်ပါတယ်။ မင်းချင်းချင်းရဲ့ရက်ဆက်မှုအထွတ်အထိပ်ကိုရောက်ရှိသွားတဲ့ဖြစ်ရပ်မှာ2023ခုနှစ်အောက်တိုဘာလ20ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့10 20ဖြစ်စဉ်မှာပဲဖြစ်တဲ့အဲ့ဒီဖြစ်စဉ်ဟာတရုတ်နိုင်ငံသားတွေကို အကြမ်းဖက်တပ်ဖြတ်မှုကြောင့်တရုတ်အစိုးရရဲ့တီးခတ်နိုင်စံကိုကုံဆုံးစေခဲ့ပြီးကိုကက်ရှိကြားဖြန့်ဂိုင်းတွေကိုဖြိုခွင်းမှုတစ်တုံညာနှစ်ခုစစ်စင်ရေးကို ဖြစ်ပေါ်စေတဲ့မိဘတစ်ခုဖြစ်လာခဲ့တဲ့ ၁၀-၂၀ဖြစ်စဉ်ရဲ့အဓိကတာဝန်ရှိသူတို့မှမင်ကြီးချင်းဖြစ်ပါတယ်။တရုတ်ရဲတွေရဲ့စစ်ဆေးမှုကရှောင်ရှားဖို့မိမိသားစုပိုင်ဟော်ဟူဆန်ကျွမ်းကဖန်စီချုပ်နှောင်ထားတဲ့တရုတ်နိုင်ငံသား600ကျော်ကိုသူမရဲ့ထင်းချုံမှုအောက်ရှိတခြားစခန်းတွေကိုလက်လက်ကန်အဆောင်နေနဲ့ပြောင်းရွှေ့ပို့ဆောင်စေခဲ့တယ်။ပြောင်းရွှေ့ပို့ဆောင်စဉ်သူတို့ကိုတရုတ်ပြည်ကို ပြန်ပေါ်တာမဟုတ်ဘဲတခြားနေရာကိုဆက်လက်ဖန်စီချုပ်နှောင်မှာကိုတည်ရှိတာကြောင့် ဖန်ဆီးခံရသူတချို့ထွက်ပြေးဖို့ကြိုးပမ်းခဲ့တယ်။အဲ့ဒီအချိန်မှာမင်းချင်းချင်းကလက်နက်ကင်တွေကိုထွက်ပြေးသူတွေကိုတတ်ဖြတ်ပြရန်အမိန့်ကိုလှည့်မြန်စွာ ပေးခဲ့ပါဗျာ။အဲ့ဒီပြစ်ခတ်မှုကြောင့်၄ဦးသေဆုံးပြီး၄ဦးဒဏ်ရာရခဲ့ပါတယ်။သူမဟာအဲ့ဒီအလောင်းတွေနဲ့ဒဏ်ရာရသူတွေအားလုံးကိုသူတို့ရဲ့နွားနဲ့မြင်းနဲ့မွေးမြူတဲ့ကြယ်ပြန့်တဲ့မြေကွက်မှာညှုံ့နှံဖျောက်ဖျက်ဖို့ညွှန်ကြားခဲ့တယ်။ အဲ့ဒါကတော့ပညာတက်ပြီးစမ်းဆောင်ရည်မြင့်တဲ့အမျိုးသမီးတူရက်ဆက်မှုအစွန်ဆုံးထိ ရောက်ခဲ့တာပဲဖြစ်တယ်။သူမရဲ့ရက်ဆက်မှုတွေကိုဘယ်သူမှမဆွတ်ဖက်နိုင်တဲ့မြမစေအုပ်စုအဆောင်ရှောက်ခံကိုပိုင်နေမြေရှိနေခြင်းကြောင့်ဖြစ်တယ်။အဲ့ဒီလိုမြင့်ကျင်ကျင်ရာဇဝဲမှုတွေကိုလွတ်လပ်စွာလုပ်ကိုင်ခွင့်ကို စေအုပ်စုက ခွင့်ပြုပေးထားတဲ့ကိုကန့်ကောင်းဆောင်တွေကအတိကကူညီပေးခဲ့တာပဲဖြစ်တယ်။မြင့်ကျင်ကျင်ရဲ့ရာဇဝဲခံကြီးပေါ်ပေါက်လာတာနဲ့ အင်အားကြီးမားလာတာဟာကိုကန့်ဒေတာကို အုပ်ချုပ်သူမြမစစ်အာဏာရှင်စစ်အုပ်စု SAC ရဲ့ရည်ရွယ်ချက်ရှိရှိပူပေါင်းဆောင်ရွက်မှုနဲ့လက်လျော်ရှုမှုတွေကြောင့်ဖြစ်တဲ့နိုင်ငံတော်အဆင့်အကာအကွယ်အနေနဲ့ကိုကန့်ဒေတာရှိမိမိသားစုဘိုင်းမိသားစု ဝေမိသားစုနဲ့ပြူမိသားစုတို့ဟာ2009ခုနှစ်မှာမြန်မာစစ်တပ်အကူအညီနဲ့ MMDAA ကိုမောင်းထုတ်ပြီးအာဏာရရှိလာတဲ့စစ်အုပ်စုရဲ့မဟာမိတ်တွေပဲဖြစ်တဲ့ မိမိသားစုဝင်တွေဟာရာဇဝတ်ခေါင်းဆောင်တွေဖြစ်တဲ့အပြင်ဒေသရင်းအုပ်ချုပ်ရေးနဲ့စစ်ရေးယာဓူးတွေကိုပါရယူခဲ့တယ်။မင်းရွှေချံကိုရိုင်းဟာပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တူဖြစ်ပြီးချမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့ပုဂံအုပ်ချုပ်ရေးကော်မတီဒုဥက္ကဋ္ဌယာဓူးတွေရယူခဲ့ပါတယ်။သူ့ရဲ့သားမင်းကောအန်းဟာလည်းလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ရဲအရာရှိ27တရင်မှုဖြစ်ပြီးရဲအာဏာကိုအသုံးပြု ကြားပြန်စခန်းတွေဥပမာဘော်ဟုစံကျွမ်းကိုတည်ထောင်ခဲ့တဲ့မင်ကောပင်ဟာလည်းကိုကံပြည်သူစစ်တပ်ဖွဲ့ဝင်ဖြစ်တဲ့အဲ့ဒီအချက်တွေဟာမြန်မာနိုင်ငံရဲ့နိုင်ငံတော်ရန်တရားဟာရာဇဝေခိုင်းနေတဲ့လုံးဝပေါင်းစပ်နေကြောင်းဖော်ပြနေပါဗျ။2021ခုနှစ်မှာစစ်အုပ်စုကအာဏာသိမ်းပြီးတဲ့နောက်နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေနဲ့ကြုံတွေ့ရတာကြောင့်ငွေကြေးအရင်းအမြစ်တွေအလွန်အမင်းလိုအပ်လာပါဗျ။အဲဒါကြောင့်သူတို့ဟာ ကိုကဲမှာရှိတဲ့ရာဇဝေဂိုင်းတွေထံကလာစဉ်အခွန်အခတွေကုသိုလ်ရေး project တွေအတွက်ငွေကြေးအများအများထောက်ပံ့ပေးစေခဲ့တယ်။စီအိုစုဟာသူတို့ရဲ့စစ်အင်အားကို ထိမ့်သိမ့်မှုအဲ့ဒီရာဇဝေဂိုင်းတွေကရရှိရဲ့ငွေကြေးအပေါ်မှီခိုနေရတယ်။ကြားပြတ်လုပ်ငန်းတွေဟာတရုတ်နိုင်ငံသားတွေကိုအတိကပြစ်မှတ်ထားနေကြောင်းရှင်းလင်းနေပေမဲ့မြန်မာစစ်အုပ်စုဟာကြားပြန်စခန်းတွေကို ဖြိုခွင်းမှုတရုတ်အစိုးရရဲ့ဖိအားပေးမှုအပေါ်မှာအချိန်ဆွဲနေခဲ့တယ်။ 2023အောက်တိုဘာလ31ရက်နေ့မှာတရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ပြည်သူ့လုံခြုံရေးဝန်ကြီးတို့ကမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံကအရေးယူပေးဖို့တောင်းဆိုခဲ့ပေမယ့်သူတို့ရဲ့တောင်းဆိုမှုတွေဟာနားပင်သောသူဤအကြအာယုံပေါ်ကြောက်ရောက်သွားခြင်းလို့ American ငင်းကြေး Institute USIB မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာဂျေဆင်တာဝါကတုံ့တက်ခဲ့တယ်။စစ်အုပ်စုရဲ့နှောင့်နှေးမှုဟာတရုတ်အစိုးရကို နောက်ဆုံးမှာစိတ်ပြတ်သွားစေပြီးတစ်တုံများနှစ်ခုစစ်စင်ရေးကိုသူတို့ခွင့်ပြုခဲ့ခြင်းရဲ့အကြောင်းရင်းဖြစ်တယ်လို့ USIB လို့ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြတယ်။စစ်အော်စုဟာသူတို့ရဲ့မဟာမိတ်ရာဇဝေခေါင်းဆောင်တွေကိုကာကွယ်ခြင်းအပြင်မင်းချင်းချင်းလိုမျိုးပုံကိုတွေကို အာဏာသုံးပြီးကြောင်မဲ့ဖွဲ့ရာ ကြားဖြတ်အင်ပါယာတည်ဆောက်ဖို့အခြေခံအုတ်မြစ်နဲ့အကာအကွယ်ပေးခဲ့တယ်။ မင်းချင်းချင်းဟာစင်ကာပူတက္ကသိုလ်ကဘန်ဒါရေးပညာကိုသင်ယူခဲ့ပြီးခေတ်မီနီးပညာနဲ့စီမံခန့်ခွဲမှုစွမ်းရည်မြေတစ်နှစ်ကိုရွမ်းတန်း20ကျော်ဝေငွေရှိတဲ့ရာဇဝေလုပ်ငန်းဝင်6ခုကိုဦးဆောင်နိုင်ခဲ့တဲ့ထူးချွန်တဲ့အမျိုးသမီးတူဖြစ်တဲ့အဲဒီလိုသူမရဲ့ထက်မြက်မှုတွေကိုမြမစစ်အုပ်စုကဖန်တီးပေးထားတဲ့ဥပဒေစိုးမိုးမှုကင်းမဲ့တဲ့အကျိုးစီးပွားအပေါ်အခြေခံတဲ့ရာဇဝေနယ်မြေအတွင်းမှာသာအတုံးချခဲ့ရတဲ့ ေအိုစုရဲ့အုပ်ချုပ်မှုအောက်မှာရာဇဝေဂိုင်းကောင်းဆောင်တွင်ဥပမာရဲအရာရှိဖြစ်သူမင်းကောအန်ဟာနိုင်ငံတော်ရဲ့အကာအကွယ်ကိုရယူကလူသားချင်းစာနာမှုကင်မဲ့တဲ့နှိမ့်ဆက်မှုတွေရေနဲ့နှိမ့်ဆက်ခြင်းတရိษံရိုင်းတွေနဲ့ချိန်ချောက်ခြင်းနဲ့လူသက်ပြီးအလောင်းဖြောက်ဖြက်ခြင်း၁0ဖြစ်စဉ်လိုမျိုးတော့ရာဇဝဲမှုတွေကိုလွတ်လပ်စွာကျူးလွန်နိုင်ခဲ့တဲ့အဲ့ဒီလိုမင်းချင်းချင်းဟာသူ့မရဲ့ကိုယ်ပိုင်အရေးချင်းတွေကို အာနာရှင်စနစ်ရဲ့အားပေးထောက်ခံမှုနဲ့လူသားစတဲ့နဆိုတူအဖြစ်ကိုပြောင်းလဲခဲ့ရတာဖြစ်တယ်။သူမရဲ့ဒေတန်ဟာရာဇဝမှုအတွက်မငင်းနိုင်တဲ့ပြစ်ဒဏ်ဖြစ်တယ်။ဒါပေမဲ့မေမီတာစုကိုရာဇဝေခိုင်းကြီးအဖြစ်ကြီးထွားလာစေဖို့သူတို့ရဲ့လုပ်ရက်တွေကိုလစ်လျူရှုပြီးငွေကြေးအရင်းအမြစ်အဖြစ်သဘောထားခဲ့တဲ့မြမစစ်အုပ်စုမှလည်းတာဝန်ရှိပါတယ်။မေမီတာစုရဲ့ပြစ်ဒဏ်ချခံရမှုဟာမြမစစ်အုပ်စုရဲ့ ကြာပြတ်ငွေလေးလုပ်ကန်းအတွက်တာဝန်ယူတာဝန်ခံမှုမဟုတ်ဘဲတရုတ်အစိုးရရဲ့တိမတ်ခံနိုင်တော်ချင်းချောင်းသာကြာပြတ်ခေါင်းဆောင်တွေကိုပြစ်ဒဏ်စီရင်နိုင်ခြင်းဖြစ်တယ်အခုတင်ဆက်ပေးခဲ့တာကတော့ Renew Agency သတင်းဌာနလူမှုကွန်ရက်စာမျက်နှာတွေမှာမနေ့က2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့ကဖော်ပြထားတဲ့ဆောင်းပါးဖြစ်ပါတယ်။လက်နက်အားကိုနဲ့အာနာတီဆောက်ခြင်းနဲ့အာနာရှင်တွေဟာ မကောင်းမှုမှန်သမျှလုပ်ဖို့အရာအားလုံးကိုခွင့်ပြုထားသလိုသူတို့ကိုယ်တိုင်လည်းလှုံ့ဆော်နေကြတာဖြစ်ပါတယ်အခုဆိုရင်မြန်မာနိုင်ငံဟာကြားဖြန့်ကြောင်ကဘာကြော်ခဲ့ရပြန်ပါပြီကြားဖြန့်ကြောင်ကဘာပေါ်ကလူသားတွေဟာဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာမျိုးဖြစ်နေပါတယ်အခုဆိုရင်ကြားဖြန့်တွေဟာအွန်လိုင်းပေါ်ကနေပြစင်ငွေလိမ်ဒါသာမက လူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါထုတ်ယူတပ်ဖြတ်နေတဲ့လုပ်ငန်းတွေအထိ လုပ်နေတယ်ဆိုတာအားလုံးကိုသိစေချင်ပါတယ် ကြာဖြင့်အပြက်နှိမ့်နေရမယ်လူမဆန်တဲ့ခေတ္တကျွန်စနစ်ကိုမွေးဖွားနေသူတွေပဲဖြစ်ပါရဲ့ရှင်လွတ်လပ်တဲ့ renew agency သတင်းဌာနကနေထူကြသတင်းတွေနဲ့ပြည်သူတွေတည်တင်းတည်ထိုက်တဲ့ဆောင်းပါးတွေဝေဖန်တုံသက်ချက်တွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ကြီးစုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစေပေးမှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းစုမုံကောင်းတောင်းလိုက်ရပါရဲ့ရှင်